အားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခန့်မှန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလေဝသအနေနဲ့လေဖွေလိုင်းချိန်ကြောင့်မိုးသက်ထန်စွာရွာသွန်းပြီးမြေကြီးကြီးနိုင်တဲ့အန်ရယ်သတိပေးချက်များနဲ့အပူပိုင်းမုန်တိုင်းမှ30အသွင်ပြောင်းဖြစ်ပေါ်လာတဲ့တိုင်ဖုန်းမုန်တိုင်းကယ်မဂီသတင်းတခုကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ ပထမဆုံးအနေနဲ့မွန်တိုင်းမိုးတည်ထန့်စွာရာသွန်းခြင်းကြောင့်မြေကြီးချင်းသတိပေးချက်များနဲ့မြေကြီးချင်းများကိုပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာယနေ့3ရက်17လ2025ရက်နေ့နနက်6နာရီခွဲချိန်တိုင်းထွာချက်အရမြေကြီးချင်းတွေကိုတင်ပြပေးလိုက်ပါတယ်ခင်ဗျာမြေကြီးရမြေကြီးဟာမနေ့ကညနေကနေ17နာရီအတွင်း3ပေကြော်ကန်ထက်တက်လာပါတယ်မြေကြီးရမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့34.3ဒီဂရီဆဲဆီယံနဲ့ယနေ့အနည်းဆုံးပူချိန်ကတော့23.3ဒီဂရီဆဲဆီယံတို့ပဲဖြစ်ပါတယ်ခင်ဗျာ မြေကြီးနားမြေအားဆိုရင်မှ1100စင်တီမီတာတို့ရောက်ရှိရန်983စင်တီမီတာ25ပေကွဲကြော်ကန်အလိုမှာရောက်ရှိနေပါတယ်။မြေအတက်ကြပုံမှန်အနေထားကမှရှိနေပါမယ်။ဒုကမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။အေယာရီမြေအထက်ပိုင်းမှာမိုးအားအသင့်တင်ရှိနေပါမယ်။ရံဖန်ရံခါအေယာရီမြေစုံအထက်ပိုင်းမှာနေရာကွက်ရေမိုးသက်ထန်စွာရောင်းသွန်းခြင်းများကြောင့်မြေကြီးနားမြေကြာဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။စကားရနေတာကြီးအထက်ပိုင်းကချက်ပြင်းတဲ့တစ်ခုလုံးမြမပြည်မြောင်းပိုင်းစုံဒေတာများနဲ့ ARD မြေထပ်ပိုင်းမိခမလိခမြဝန်ဒေတာများမှမိုးတိမ်တောင်ပြတ်ထွက်မှုအားအနေငယ်ရှိနေပါတယ်။ ARD မြေရိုးတစ်လျှောက်နဲ့ချင်းရင်းမြေရိုးတစ်လျှောက်မြကန်းဒီမြေနိုင်ဒေတာများနဲ့မြေလူကျွန်းများမှာစိုက်ပျိုးလုကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ ARD မြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြတဲ့မိဘပြည်သူများအလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ချင်းရင်းမြေအခြေအနေကိုတင်ပြပေးတော်မှာဖြစ်ပါတယ်ခင်ဗျာ။ခန်းနေမြေဟာ မနေ့ကညနေကနေ7နာရီအတွင်းနှစ်လက်မကန်ထက်ကြသွားပါတယ်။မုံရမြေဟာမနေ့ကညနေကနေ7နာရီအတွင်းအနည်းငယ်ငယ်ထက်ကြသွားပါတယ်။ခန္ဒီဟ ோம் လင်းဖောင်းပြင်းတဲ့မော်လိုက်တို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကလေးဝမင်းကင်းကဏီနဲ့မုံရမြို့တို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဆက်လက်ပြီး ARI မြေကြီးအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဗမော်မြို့မြေကြီးဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ယနေ့နေ့လယ်ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ရှေကူမြို့မြေကြီးဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ ယနေ့ညပိုင်းနဲ့မရက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ကတားထိဆိုင်တပိတ်ချင်းမန္တလေးနဲ့စကိုင်းမြေရီတို့ဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါတယ်။မြင်းမှုပကုတ်ကူညောင်းဦး6မင်းမှုမြို့မြေရီတွေဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မကွေးအောင်လံပြည်စိတ်သာဟင်္ဒရာနဲ့ဇလုံမြို့တို့ရဲ့မြေရီတွေဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါတယ်။ရရီမြေမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရခင်ဗျာထူကြမှုရှိလာလျင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာဆက်လက်ပြီးပင်လယ်ပြင်မှာမုန်တိုင်းအခြေအနေနဲ့ ဆက်ဆက်ဖြစ်ပေါ်လာနိုင်တဲ့မြန်မာနိုင်ငံရဲ့မိုးလေဝသကြိုတင်ခန့်မှန်းချက်များကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ပင်လယ်ပြင်မှာဖြစ်ပေါ်လျက်ရှိတဲ့လေထုမငြိမ်မသက်ခြင်းအခြေအနေများဘင်္ဂလားပင်လယ်ော်ရှိလေပိုင်း AR တိုင်းအနောက်ဘက်ကမ်းရိုးတဲ့အနီးမှာဖြစ်ပေါ်နေတဲ့လေပြင်းရဲ့ရဝင်ဟာမြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီးနိုဝင်ဘာလ9ရက်နေ့ညမှာဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းကိုအများဆုံးမှုန်တိုင်းငယ်အဖြစ်ဖြတ်ကျော်ဝင်ရောက်သွားနိုင်ပါတယ်။ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်မှာအပူပိုင်းမှုန်တိုင်းကယ်မေဂီဟာ နိုဝင်ဘာလ3ရက်နေ့မှာတိုင်ဖွန်းမုန်တိုင်းဖြစ်လာပြီးနိုဝင်ဘာလ4ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကိုဖျက်ကျော်တိုက်ခတ်ပြီးနောက်နိုဝင်ဘာလ5ရက်နေ့မှာတောင်တရုတ်ပင်လယ်တွင်းသို့ဝင်ရောက်လာနိုင်ပါတယ်။အနောက်ဘက်ဗီယက်နမ်ကမ်းခြေကိုဆက်လက်ရွေ့ရှားပြီးဗီယက်နမ်ကမ်းခြေအနီးချင်းကပ်စင်မှာအားအလွန်ကောင်းတဲ့တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ပါတယ်။မြန်မာနိုင်ငံဘက်ကတက်ရောက်နိုင်မဲ့မိုးလေဝသအခြေအနေများကတော့ဘင်္ဂလားပင်လယ်ော်ဘက်မှာလေပြင်းနဲ့ရေဝဲအရှိန်ကြောင့်နိုဝင်ဘာလ9ရက်နေ့အထိတနင်္ဂနွေလုံးနေရာကျကျမှနေရာစိတ်စိတ်မိုးရွာနိုင်မဲ့အခြေအနေများဖြစ်ပေါ်နေနိုင်ပါတယ်။ အရှိဘတောင်တရုတ်ပင်လယ်မှာတိုက်ဖို့မုံတိုင်းကယ်မဂီရဲ့အကျဉ်းချံများရွေးရှားဝင်ရောက်နိုင်မဲ့အခြေအနေတွေကြောင့်နိုဝင်ဘာလ9ရက်နေ့မှနိုဝင်ဘာလ17ရက်နေ့အထိမြန်မာနိုင်ငံအရှိဘိုင်းနဲ့တောင်ပိုင်းဒေသများရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကင်းပြည်နယ်၊မိုးပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ AR တိုင်းဒေသကြီးတို့မှာမိုးအထစ်တွေမှာနေရာကွက်ရေမိုးများနိုင်ပါတယ်။လေဖျားနဲ့ရောင်ဝတ်နဲ့တိုက်ဖို့မုံတိုင်းအကျဉ်းချံများကြောင့်တနင်္ဂနွေလုံးမှာမိုးအနေငယ်မှမိုးအထစ်တွေရွာသွန်းနိုင်ပြီးနေရာကွက်ရေမိုးများနိုင်တဲ့ဒေသများရှိနိုင်ပါတယ်။ နိုဝင်ဘာလ3ရက်နေ့မှ9ရက်နေ့အထိ9ရက်တွင်း ARD တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးမွန်ပြည်နယ်တနင်္သာရီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တွေမှာ9ရက်တွင်းမိုးရေချိန်9လက်မအထက်9လက်မအထိရွာသွန်းရရှိနိုင်ပါတယ်။အဆုံးရောက်ရာသီဥတုဖြစ်စဉ်များဖြစ်တဲ့အပျော်သောလာနီညာနဲ့အိန္ဒိယနီညိုဖြစ်ထွန်းလျက်ရှိတဲ့အခြေအနေများကြောင့်နိုဝင်ဘာလ30ရက်နေ့မိုးလွန်ကာလကုန်ဆုံးသည့်အထိမိုးနှင်းငယ်ဆက်လက်ရွာသွန်းနိုင်တဲ့အတွက်အခါလုံမိုးဖြတ်မိုးအန္တရာယ်တွေကိုဂရုတစိုက်မပြတ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဆလဘီမိုးလေဝသနဲ့ဇလဝေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့အထူးမိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရအရှိဘက်မှာရွေးရှားလာတဲ့လေဝေလိုင်းများရဲ့အချိန်ကြောင့်လကောင်းဘင်္ဂလားပင်လယ်ော်အရှိလယ်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောမြန်မာနိုင်ငံမြဝကျွန်းပေါ်ကန်ယိုနန်ဒေသအနီးမှာဖြစ်ပေါ်နေသောလေပြင်းရတဲ့ရဝင်းရဲ့အချိန်ကြောင့်လကောင်းအထက်ပင့်တဲ့လေအားကောင်းရာမှဒေါင်လိုက်တိမ်တဲ့ဖြစ်ထွန်းမှုအကောင်းတဲ့အတွက်မိုးတိမ်တောင်ဖြစ်ပေါ်ခြင်းများကြောင့်လကောင်း ီကနေ့3ရက်17လ2025ရက်နေ့မှ6ရက်17လ2025ရက်နေ့တွင်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာနှံပြမိုးထစ်ချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်ရီမူကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြမကန်ဝရန်တခြားနိုင်ငံကလုံးပင်လယ်ပြင်တို့မှာ ရံဖန်ရံခါမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းကြည့်ပါမယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအီကို35မိုင်မှမိုင်40ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြစ်မှာမြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာကိုးပင်မှာ70ပေကန်ရှိနိုင်ပါတယ်။သို့ဖြစ်ပါ၍မိုးသက်ထန်စွာရာသွန်းညက်နဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကျုပ်ပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးသီးကျွေခြင်း၊လျှက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေတာများရှိကုန်းမြင့်ဒေတာအနည်းတွင်နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအနေနဲ့မြင့်ငယ်ချောင်းငယ်များအနည်းတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေချမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်တမ်းရေးနဲ့ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါရခင်ဗျာဆက်လက်ပြီးတော့မိုးလေဝသနဲ့ဇလဝေဒာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နေ့စဉ်မိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာပင်လယ်ပင်လယ်အခြေအနေကတော့ ယနေ့မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွာချက်အရဘင်္ဂလားပင်လယ်ော်အရှိလေပိုင်းနဲ့ရင်းနှံဆက်ဆက်လျက်ရှိသောမြန်မာနိုင်ငံမြဝကျွန်းပေါ်ကန်ဝတန်းဒေတာအနီးမှာဖြစ်ပေါ်နေသော လေပြားနှင့်ရံဝန်ဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါလေပြားနှင့်ရံဝန်ဟာမြောက်အနောက်မြောက်သို့ရွေ့ရှားနိုင်ပြီးနောက်48နာရီတွင်ဘင်္ဂလားပင်လယ်ော်အရှိလေပိုင်းနဲ့ရင်းနှံဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်ော်အရှိမြောက်ပိုင်းမြန်မာနိုင်ငံရခိုင်ကန်ဝတန်းနဲ့ရင်းနှံဆက်ဆက်လျက်ရှိသောမြဝကျွန်းပေါ်ကန်ဝတန်းဒေတာများသို့ရောက်ရှိနိုင်မယ်လို့ခန့်မှန်းရပါတယ်။ ကပလီပင်လယ်ပင်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိမ်ထူတတ်နေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်နေငယ်မှာတိမ်သစ်တင်ပြထုံနေပါတယ်ဒီကနေ့မနက်ထိကမ်းပန်းချက်ကတော့ကယားပြည်နယ်မှာနေရာကျကျမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးထစ်ချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတို့မှာဒေသအလိုက်နဲ့ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး ရခိုင်ပြည်နယ်တို့မှာနေရာကွက်ရေမိုးကြီးနိုင်ပါတယ်။ရွာရံရာနှုံးပြေဖြစ်ပါတယ်ခင်ဗျာ။ဒီကနေ့မိုးတက်တဲ့အချိန်ခံမှတ်ချက်ကတော့ကြားပြည်နယ်မှာနေရာကျကျမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနံပြမိုးတစ်ချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတို့မှာဒေသအလိုက်နဲ့ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ရေမိုးကြီးနိုင်ပါတယ်။ရွာရံရာနှုံးပြေဖြစ်ပါတယ်ခင်ဗျာ။ဆလဘီတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများရဲ့ မိုးလေဝသခန်းမှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာနေပြည်တော်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရန်ကုန်မြို့မှာမိုးသည်တည်ထစ်ချုံရွာပါမယ်မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ပဲခူးမြို့မှာမိုးထစ်ချိန်နေချိန်ထစ်ချုံရွာပါမယ်မကွေးမြို့မှာမိုးထစ်ချိန်နေချိန်ထစ်ချုံရွာပါမယ်ဟောင်းကလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ပသိမ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်တဝဲမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ် လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးတိချုံရောက်ပါမယ်။ဖန်ယံမြို့မှာနေရာကွက်ကြားမိုးတိချုံရောက်ပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးတိချုံရောက်ပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးတိချုံရောက်ပါမယ်။စစ်တွေမြို့မှာမိုးတိချိန်နေချိန်တိချုံရောက်ပါမယ်။လာရှုံမြို့မှာနေရာကွက်ကြားမိုးတိချုံရောက်ပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးတိချုံရောက်ပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးတိချုံရောက်ပါမယ်ခင်ဗျာ။မိုးတိတောင်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကင်းပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ် ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ခင်ဗျာမြန်မာပြည်လည်းပြည်မှာမြန်မာကန်ရိုးတန်းတစ်လျှောက်နဲ့ကန်လုံပင်လယ်ပြင်တို့မှာရံဖန်ရံခံမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းကြည့်ပါမယ်မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေဟာတနအိုက်ကို35မိုင်အထိတိုက်ခိုက်နိုင်ပါတယ် လိုင်းမြစ်မှာမြန်မာကမ်းရိုးတစ်ချောင်းနဲ့ကမ်းလုံပင်လယ်ပြင်တို့မှာ၈ပေမှ၁၀ပေကန့်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမ်းမတ်ချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီးနဲ့မိုးပြင်းတွေတို့မှာမိုးထစ်ချုံပြီးနေရာကွက်ရေမိုးကြီးပါမယ်။နေပြည်တော်နဲ့နီးတွိုက်တဲ့မင်းပြမိုးတိုက်ချိန်ထိခမ်းမတ်ချက်ကတော့မိုးတစ်ချိန်နှစ်ချိန်ထစ်ချုံရပါမယ်။ရွာရရနှုံးပြစ်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နီးတွိုက်တဲ့မင်းပြမိုးတိုက်ချိန်ထိခမ်းမတ်ချက်ကတော့မိုးအသစ်နဲ့ထစ်ချုံရပါမယ်။ရွာရရနှုံးပြစ်ဖြစ်ပါတယ်။ ။မန္တလေးမြို့နယ်နေတော်အတွက်မနေ့ဖြန်မိုးတဲ့ချိန်ထိခမ်းမန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။ရွာရံရာနှုံးပြဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းမွှေးလန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကို like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။